မျက်စိထဲမှာမြင်အောင်ကြည့်လိုက်အင်မတန်ကိုခမ်းနားတဲ့လန်ဒန်မြို့ကခမ်းမဆောင်ကြီးတခုအဲ့ထဲမှာညစာစားပွဲတခုကျင်းပခဲ့အဲ့ဒီပွဲမှာဂုံပြုခံနိုင်ငံသားတာမန်ကြီးတို့နဲ့တာဖွဲ့ရှိမယ်ဒီရှားပါလီမန်မတ်တွေရှိမယ်တရားသူကြီးတွေအဲဗီဒီယိုဆက်တက်ရာရှိကြီးတွေမဲဆွေမင်းမျိုးတွေနဲ့ဒီရှားလူမျိုးလူကြီးတွေကောင်တွေတက်ရောက်လာကြမယ်ဗျာအဲ့ဒီပွဲမှာဇပွဲထိပ်ဆုံးမှာထိုင်နေဗီဒီယိုရာရှိဟာဖလားတလုံးထဲမှာဝိုင်းမျိုးမျိုးကိုရောလိုက်တယ်ပြီးတော့သူကစပြီးတရားမောတော်လိုက်တယ်ပြီးတော့သူညာဘက်ကအဲ့ဒါကိုလက်ဆင့်ခံလိုက်တယ် အဲ့လိုနဲ့တယောက်တစ်ကြိမ်လုံးနဲ့လက်ဆင်ကမ်းတောက်သွားကြရင်လည်းပဲဖလားကတပတ်ပြေသွားပြီးတော့တပါပတိစီပြောက်သွားတယ်။သူကတော့ဒါဟာသူ့တောင်းညောင်ဖွဲ့တဲ့သဘောပါတဲ့။ဟုတ်ပြီလေအဲ့ဒါဗာများထူးဆန်းလို့လေ။ထူးဆန်းတာပေါ့ဗျ။အဲ့ဒီညစာစာပွဲက1892ခုနှစ်တုန်းကတကယ်ကိုဖြစ်ခဲ့တယ်။အဲ့ဒီနိုင်ငံသားတန်ဖွဲ့ဆိုတာကလည်းမြန်မာတပိုင်းမှာထင်ရှားတဲ့ကင်းဝမင်းကြီးဦးကောင်းရဲ့ဥရောပသွားမြန်မာတန်ဖွဲ့သူတို့ကိုလန်ဒန်မှာညစာစာပွဲနဲ့တက်ခင်းအဲ့ခံခဲ့တဲ့သူတွေကမရှုခေါက်ဖြတ်ခိုင်းလို့လူတည်များတဲ့ free mason ခိုင်းတာတွေ။ကဲပါ ထူးဆန်းဘူးလားအဲ့ဒီညစာစာပွဲက1882ခုနှစ်ဇွန်လ28ရက်နေ့မှာကျင်းပခဲ့တာကင်းဝင်မင်းကြီးကိုဖိတ်ကြားခဲ့တဲ့သူတွေကလန်ဒန်မြို့တော်ဝင်ရဲ့လက်အောက်ကမြို့ဝင်တွေဖြစ်တဲ့ Trescott နဲ့ Banat ကင်းဝင်မင်းကြီးနဲ့အတူပဒိဝံမဟာမင်းကျော်ထင်ဥရွှေပင်ဖန်ချက်ဝံမဟာမင်းကျော်ရာစာဥရွှေဦးနဲ့စေရေးကြီးမင်းလာစီရဲ့သူဦးချိန်ဘီရှာရဲ့မန္တလေးကိုယ်စားလှယ် Major Alexander Dresden Matt Mahon နဲ့ရန်ကုန်ကမြန်မာကောင်စစ်ဝန် Edmund Jones တို့လည်းပါဝင်ခဲ့တယ်။အဲ့ဒီအကြောင်းကိုကင်းဝင်မင်းကြီးက သူ့ရဲ့လန်ဒန်သွားတန်ဖွဲ့မှတ်တမ်းမှာအသေးစိတ်မှတ်တမ်းတင်ထားခဲ့ပါတယ်။ကျွန်တော်တို့ငယ်ငယ်ကလူကြီးတွေကပရှုကောင်းပြတ်ကြီးလာလိမ့်မယ်နော်ဆိုပြီးစတဲ့နောက်တဲ့၆တက်ကြတယ်။အဲ့ဒီတုန်းကကလေးဆိုတော့ပရှုကောင်းပြတ်ဆိုတာဘာကြီးမှန်းဘလူကြီးမှန်းမသိနေနဲ့ရမ်းတန်ပြီးကြောက်ခဲ့ကြရတယ်ပေါ့ဗျာ။ဒါဆိုအဲ့ဒီပရှုကောင်းပြတ်ဆိုတာဘလူမျိုးလဲ။တကယ်တော့ပရှုကောင်းပြတ်ဆိုတာလှည့်ဝက်လုံးနဲ့အသင်းဖွဲ့တစ်ခုပါ။အဲ့ဒီအသင်းရဲ့နာမည်ကို Freemason လို့ခေါ်ပြီးအဓိပ္ပာယ်ကတော့လွတ်လပ်တဲ့ပန်တမော့ကျောက်စစ်ဆရာလို့အဓိပ္ပာယ်ရပါတယ်။ Freemason က Mason guy ဟာ 1390ခုနှစ်ကတည်းကရှိနေနေပြီသားလို့စာပေထောက်ထားတွေကသိရပါတယ်။ရှေးတုန်းကဥရောပမှာဘုရားရှိခိုးကြောင့်ကြီးတွေကိုကြောက်တုံးနေတဲ့ထုစစ်တစားဆင်ပြီးတော့ခံခံနာနာဆောက်လုပ်ခဲ့ကြပါတယ်။အဲ့လိုဆောက်ဖို့ဆိုတာကလည်းကြွကျင်တဲ့ပညာရှင်တွေအများကြီးလိုရတာပေါ့။အဲ့ဒီတုန်းကမြို့တိုင်းရွာတိုင်းမှာပတ်သက်မောပညာကိုကြွကျင်နေတဲ့သူဆိုတာမရှိဘူး။အဲ့တော့ကျောက်ဆစ်ဆရာတွေကသူတို့ချင်းချင်းအသင်းဖွဲ့ဖွဲ့ပြီးတော့နေရာနဲ့ကိုလှည့်လည်ပြီးဆောက်လုပ်ပြီးခဲ့ကြရတယ်။အဲ့လိုတိဆောက်ကြရင်လည်းခဏတစ်ပြုံနားယူရခြင်းပါ။အဆောင်တစ်ခုထဲမှာစူဝေးပြီးတော့ လုပ်ငန်းကိစ္စတွေကိုသူတို့ချင်းချင်းဆွေးနွေးတိုင်ပင်ကြရတယ်။အဲ့ဒီအကြောင်းအရာတွေကိုလည်းပြပမှာပေါက်ကြားမှုမရှိအောင်လို့တင်းတင်းကြပ်ကြပ်ကိုလေ့ဝဲထားကြတယ်။အဲ့လိုအသင်းလေးတွေကနောက်ပိုင်းမှာသူတို့ပညာရှင်အချင်းချင်းအသင်းဝင်ချင်းချင်းအလွယ်တကူခွဲခြားနိုင်အောင်လို့ပြုဝတ်အမှတ်သားတွေအထိတ်မှတ်တွေနှုတ်ဆက်နည်းတွေလိုအပ်လာတာပေါ့။အဲ့ဒီလိုအပ်ချက်တွေကိုစနစ်တကျဖြစ်အောင်လို့ရှေးကြသော Freemason အသင်းဖြစ်တဲ့ Edinburgh Law လို့ခေါ်တဲ့ Freemason ပုံဝင်တစ်ခုမှာ1599ခုနှစ်ကတည်းကစီမင်းစည်းကမ်းတွေကိုစတင်ချမှတ်ခဲ့ကြတယ်။ အချင်းချင်းနှုတ်ဆက်နေတယ်အတိမတ်ပြုတ်နေတယ်အားလုံးကလည်းလျှော့ဝက်နီးတွေကိုပဲအသုံးပြုတယ်လူအုပ်ကြားထဲမှာတယောက်နဲ့တယောက်လက်ဆွဲနှုတ်ဆက်ရင်တောင်မှ free mason မှာအချင်းချင်းသိအောင်လျှော့ဝက်ပြီးနှုတ်ဆက်နိုင်ကြတယ်အဲ့လိုနဲ့1918ခုနှစ်မှာအင်္ဂလန်မှာရှိတဲ့ free mason ဂိုင်းငယ်လေးတွေရဲ့ခေါင်းဆောင်တွေဟာတင်းကျပ်လျော်တက်စုစည်းပြီးတော့ free mason ဂိုင်းရုပ်ကိုဖွဲ့စည်းခဲ့တာဒီလိုပဲအိုင်ယာလန်နိုင်ငံမှာလည်း1925ခုနှစ်စကော့တလန်မှာဆိုရင်1936ခုနှစ်တွေမှာတီးကြဂိုင်းရုပ်တွေဖွဲ့စည်းခဲ့ကြတယ် မူလအမျိုးသားတွေကိုပဲဂိုင်းဝင်ဖြစ်လက်ခံပေးမယ်။နောက်ပိုင်းမှာအမျိုးသမီးတွေကိုပဲလက်ခံခဲ့ပါတယ်။လျှို့ဝှက်သိသိလုံးနဲ့ဂိုင်းရင်ဖွဲ့စည်းမှုတွေရှင်းအောင်ကံမီယာပညာလွှမ်းမိုးတဲ့နမိတ်ပုံသင်ကြီးတာတွေထူးထူးဆန်းဆန်းကျင်းပလေးရှိတဲ့အစီရင်ခံထားလိုက်တဲ့အသိပညာနဲ့သိပ္ပံပညာရဲ့ဒီမှာစိတ်ဝင်စားလေးလာလိုက်စားမှုတွေကြောင့်မို့ Freemason ဂိုင်းသားတွေကိုရှေ့တော့ဆိုပြီး Roman Catholic ဘုန်းတော်ကြီးတွေကနတ်ဆိုးကိုကိုးကွယ်တဲ့သူတွေလို့ဆွဆွဲပြောဆိုခဲ့ကြတယ်။ဒါပေမဲ့သူတို့ဟာအများထင်မြင်ယူဆကြတယ်လို့ရက်ဆက်ကြိုင်းကြုတ်တဲ့ဂိုင်းသားတွေမဟုတ်ကြဘူး။ ထက်တန်းစွာလူကြီးလူကောင်ပညာတတ်တွေနဲ့ဖွဲ့စည်းထားပြီးတော့သူတို့အဖွဲ့ဝင်ချင်းချင်းကို brother ညီနောင်လေးလို့ခေါ်ဆိုကြပြီးတော့အချင်းချင်းဆွေမျိုးသားချင်းလို့အပြန်လည်ရိုင်းပင်းကူညီလေးရှိကြတဲ့ခိုင်းသားတွေပဲဖြစ်ပါတယ်။ကိုရင်ကတော့ဗန်ဒမော့ကျောက်ဆက်ပညာရှင်တွေနဲ့ဖွဲ့ခဲ့တဲ့အသင်းဆိုရင်လည်းဒီအသင်းရဲ့ရည်ရွယ်ချက်ကအချင်းချင်းညီကိုစိတ်နဲ့ရိုင်းပင်းကူညီရေးဆိုတော့နောက်ပိုင်းမှာမင်းဆွေမင်းမျိုးတွေတရားသူကြီးတွေသိပ္ပံပညာရှင်တွေဇာဝန်တွေပေါမောက်ခတွေစစ်ဖက်ရာရှိတွေအားအစအဆုံးပါဝင်လာပါတယ်။ ဲ့ဒီ Freemason အတင်းသားတွေဟာမြမသမိုင်းမှာအရေးပါတယ်အလဲပြောင်းတိုင်းမှာလူလူကိုတက်တက်ဆက်ဆက်ပါဝင်နေတယ်ဆိုတဲ့အချက်ကိုတော့ကျွန်တော်မြန်မာလူမျိုးများစုသိကြအောင်ဆိုးဆိုးကကင်းဝင်မင်းကြီးနဲ့မြမတန်ဖွဲ့ကိုပဲကြည့်လိ Freemason အဖွဲ့ရဲ့ညစာစာပွဲမှာအထူးဧည့်သည်တွေဖြစ်ဖိတ်ကြားခံရတယ်ကသွေးတောက်ညီကိုဖြစ်တော့ဂျင်းဆိုးရဲ့ခန်းနာမှာပါဝင်ခဲ့တယ်ဆိုတော့ဒီကင်းဝင်မင်းကြီးကိုယ်တိုင်တော့မှ Freemason ဂိုင်းသားဖြစ်နေမလားလို့ထင်မယ်ဆိုထင်လို့တော့ရနေတာပေါ့ဗျာ ဒါပေမဲ့သူတို့ထက်စောတဲ့ကာလတွေက Freemason ခိုင်းသားတွေအရမယ်။ British Empire ရဲ့ Colony နေနေချဲ့ထွင်ခြင်းတွေမြန်မာနိုင်ငံထဲကိုရောက်နေနေပြီးသားဖြစ်နေပြီ။1823ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ပထမအင်္ဂလိပ်မြန်မာစစ်ပွဲကာလမှာတောင်းနဲ့ချီတဲ့ British နဲ့အိန္ဒိယစစ်သားတွေမြန်မာနိုင်ငံထဲကိုဝင်ရောက်လာခဲ့ကြတယ်။အဲ့ဒီထဲမှာ Freemason ခိုင်းဝင်တွေအများကြီးပါဝင်လာခဲ့ပြီးတော့အဲ့ဒီဂိုင်းဝင်တွေကလည်းရောက်တဲ့နေရာတိုင်းမှာသူတို့ရဲ့ဒလိထုံးစံနဲ့အညီစီဝေးတွဲဆောင်မှုတွေကိုစတင်ဆောင်ရွက်လာခဲ့ကြတယ်။ပထမအင်္ဂလိပ်မြန်မာစစ်ပွဲအပြီး1849မှာ အင်္ဂလန်မှာရှိတဲ့ Freemason အသင်းရုံးချုပ်ရဲ့ခွန်ပြူမိတ်အမှတ်942အရမြန်မာနိုင်ငံရဲ့ပထမဆုံး Freemason အသင်းတိုက် Lord Philanthropy ကိုမော်လမြိုင်မြို့မှာစတင်တည်ထောင်ခဲ့ကြတယ်။အဲ့ဒီတည်ထောင်ပြီးတဲ့နောက်ပိုင်း22နှစ်ကြာကာလအတွင်းမှာအသင်းဝင်ရေအတွက်ဒီအများကြီးတိုးပွားလာတာမို့လို့နောက်ထပ်ခွန်ပြူမိတ်6ဆောင်ကိုထပ်ပြီးထုတ်ပေးခဲ့ရတယ်။အဲ့ဒီခွန်ပြူမိတ်6ဆောင်ကရန်ကုန်မှာဆိုရင် Lord Star of Burma နံပါတ်614 Lord Victoria in Burma နံပါတ်832ရခိုင်ပြည်နယ်စွတ်တူမြို့မှာဆိုရင် Argan Lord နံပါတ်646ဘကူးတိုင်းနေရာတရက်မြို့မှာဆိုရင် Lord Astoria တောင်ကုန်းမှာဆိုရင် Lord of the Isle နံပါတ်1103လက်ရှိအိန္ဒိယနိုင်ငံပိုင်နက်ဖြစ်သွားပြီဖြစ်တဲ့ Edmund ကျွန်းစု Poplaya မြို့မှာဆိုရင် Lord of the Isle နံပါတ်1103အဲ့ဒီအသင်းတိုက်တွေပဲဖြစ်ပါတယ်ဒါအောက်မြမပြို့တိမ့်ပိုက်ပြီးနောက်မှာအစောဆုံးဖွင့်လှစ်ခဲ့တဲ့အသင်းတိုက်စီရင်မှာဖြစ်ပါတယ်အဲ့ဒီချိန်တုန်းကပြင်လို့မှရှိရဲ့ Lord Mew Lee လို့အသင်းတိုက်လေးတွေကမပေါ်ပေါက်သေးဘူး။အဲ့ဒီနောက်မှာပေါ်လာတဲ့အသင်းတိုက်တွေရဲ့အကြောင်းလေ ဘာလို့သူတို့ကိုဗျူကောင်းပြက်တွေလို့ခေါ်ရဲဆိုတဲ့အကြောင်းကိုနောက်တစ်ပိုင်းမှာဆက်လက်ဖော်ပြပေးသွားမှာမို့လို့စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ